ကျွန်တော်ဒီနေ့အတွက်တယောစာလေးတွေကိုပဲဖတ်ပြချင်ပါတယ်ဒီတယောစာလေးတွေကို ရေးသားထားသူတွေကတော့ဆရာကဘာတိုင် ဆောင်းမောင်စမောင်းနဲ့ဆရာအဖျံကွီးလိုပဲဖြစ်ပါတယ်တယောစာလေးတွေကိုဖတ်ခွင့်ပြုပါရန်ဆရာမောင်စမောင်းဆရာအဖျံကွီးနဲ့မုံမခမီဒီယာ Facebook ပေးလို့ပါကျွန်တော်ဒီနေရာကနေပြီတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြတော့ ြည်ရင်းပြည်ပေါမှချက်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းချမ်းသာကြပါစေဗျာအရေးတော်ပုံ အောင်ကိုအောင်ရမည် စိုးရဲ့ကြောင်းဖင်နိုင်ခံကော်မရှင်အုပ်ကြီးတန်းစိုးကငကိုပြဲကော်တွေးထားရတဲ့စစ်တပ်ပြိုကွဲရေးနဲ့မရှိတဲ့ဂုံတိတ်ခါထိခိုက်စေရန်စစ်တပ်ရဲ့ခိုးရေးတပ်ရေးမိရှုပ်ရေးတို့တာဝန်ရေးသုံးပါးကိုထိခိုက်စေရန် ဟော်ပြော်မဲဆွဲတာတွေလုပ်ရင်အေးအေးယူမဲလို့အမှတ်တွေကိုဖျဲတယ်သူ့နေရာဝင် အမှတ်လောင်းအတိမတ်ပြုတ်မပြုတ်တစိမ့်ထုနေတဲ့ငပုကိုတော့ မမြင်ဟန်ဆောင်အရှက်ပြေဟိုဟောင်တီဟောင်လောက်တဲ့သဘောပါဘယင်လုံးလောက်ချင်းတဲ့ငပုကလည်းဘာဘယင်လောက်ရလောက်ရမဟုတ်လားအဲ့ဒီတော့တခြားနေရာမှာဘယင်မဖြစ်အတူတူမဆိုင်နာဝင်ရှုပ်တဲ့နေရာမှာငါဟဲ့ဘယင်ဘယ်သူရှင်းဆိုပြီးအကုံဝင်ရှုပ်တော်တာကိုငပုကောင်လောက်ရောင်တာကိုမပြောရတော့ရွေးကောက်ပွဲကိုလေးဘက်ထောက်ဝင်လာတဲ့လနာတွေကို ခတ်တီတီဟောင်တော့တာပေါ့ ီကောင်တွေကတော့ဘလောက်ငေါငေါမဝင်ရမှာကြောက်လီတော့ဟုတ်သမျှဟုတ်ကဲ့ဟုတ်ကဲ့နဲ့ဒုံနဲ့တောင်ရွေးစရာမလိုအပိုးကျိုးချဲအမ်အပိုးကျိုးဆိုရင်တခိုးတရိုးကန်းကြသူတွေကြီးမသိရင်အတွင်းကနေစစ်တပ်ကိုတိုက်ခန့်လုပ်မဲ့သူတွေကြီးခွေးလျှောက်ပွဲဝင်မလို့လို့တိမ်စိုးထင်ကြည့်သလိုရက်ထင်းရတဲ့စစ်တပ်ဆောက်သုံးမကြောင်တော့ဟောပြောဖို့နေနေသာသာအိမ်ကပြင်းတောင်ထွက်မထန်ရတဲ့ဘွား ်ဘိုလ်ပြုတ်တွေတောင်စီယုံရေးမစင်ခင် လုံုံရေးတက်အရင်ထောင်နေကြရတဲ့ဘောကမဟုတ်လားဒရုန်းလားစနိုက်ပါလားပစ္စတိုလားမိုင်းဘုံလားဂုံဒီလားတလားလားနဲ့လောက်ပင်စင်တော့နိုင်တာမို့စကားပလင်တောင်ထွက်မခံရတဲ့စင်ခွေးပင်ပူတာလောက်ကိုစိတ်ဝင်စားမခံရတဲ့နိုင်ငံရေးဥချာနဲ့ချူနာရီကြီး ဆိုတော့6800ဇာနှစ်ယောက်တစ်ပိုင်းလောက်လာမဲ့ခွေးလျှောက်ပွဲကို အာဆီယံနိုင်ငံတွေကစောင့်ကြည့်အဖွဲ့လွတ်မလို့လို့ကလည်းစစ်အုပ်စုကဖိတ်သေးတာအင်းလေမလိန်ရင်နူမာဝဲဆွမ်းမဆိုတော့လိန်စရာမရှိကို့ပစိုးစာကိုလိန်နေတဲ့ကောင်စားတွေဆိုတော့လေခက်တာကို့စိတ်ချရွေးထားတဲ့သူနဲ့ကို့သဘောကျလုံးမဲ့ပြင်မဲပနဆောင်ထက်ထက်အထမြောက်တဲ့ဆိုမှတော့ဘာလိလာစရာရှိမလဲဘယ်သူကမှလည်းလူလုံးတဲ့ရွေးကောက်ပွဲလို့ကိုမတတ်မှတ်တာပြိုင်မဲ့သူတွေကလည်း လူရုပ်ပေါက်တာကိုတယောက်မှမပါကျဖို့ရုပ်လိုလိုကြံ့ရုပ်လိုလို ခွေးရုပ်လိုလိုမင်းသားလိုလိုဂျိုသားလိုလိုငခုလိုလို ပြာနှမ်းနှမ်းမွေးချောက်ချောက်အောက်ကလီအာမြောင်းငပိကန်မိတဲ့ဟာရီကြီးမလာကလည်းခက်တီတီနဲ့မတ်လောင်းတွေကိုဖြတ်မဲ့တက်မဲ့ဆိုပြီးရှောက်တာဖျင်းနေရတာတကယ်ကတယောက်ကသူ့ကိုထရန့်ဘောပြင်းကုန်မဲ့ကြံနေတော်မူကြောက်ဖြန့်တဲ့ပတ်သက်တာတွေဖြည့်ပြလိုက်လို့ ြာနေတဲ့အပြင်အမေရိကန်ကပါဘာလဲဟဲ့ကြားဖြန့်ဆိုပြီးအတန်ပေးလာတာရဲ့ကြောင့်သူနဲ့ကြားဖြန့်နဲ့မဆိုင်ဘူးဆိုတာပြကျင်တော့ KK ပေါ့ကိုဝင်စည်းတယ်လီစီးပုံကလည်းငာလာပြီလို့ကြွေးကြော်ပြီးမှစီးတာ BGF ကလည်းဂိတ်တကားတွေအကုန်ဖွင့်ပေးထားတယ်အဓိကသမားတွေတယောက်မှမပါတော့ဘူးမြောက်ရီမှာဘီလာယူစ်ကဆိုတော့တယောက်ကိုရင်ကစိတ်ပိုင်းတွေထုတ်ဖြောက်ခံရတာလေ မပတ်သက်အောင်ရှောင်ရင်းပေါ့နိုင်ငံတကာမှာကြားဖြန့်ရာသာကြီး ဆိုပြီးရုပ်ပေါက်နေတာလေးလေပြက်လို့ပညာပေါ့အာဆီယံတက်ထရန့်လက်ကိုဆွဲရတော့မယ်ထင်ပြီးစိတ်တွေခုန်ဖင်တွေတုံပြီးကြားဖြန့်တွေဝန်ထမ်းလိုက်တာအာဆီယံကလူပွဲခွေးမဝင်ရစိုင်းပုတ်ချိတ်လိုက်တော့ငုတ်တုံပြီအခုတော့အာဆီယံမဟုတ်ဘူးဖာဆီယံလို့ချီထို့ထို့ဟောင်းနေတဲ့ဒါနဲ့ပဲငါမရရေချိုးပြန်နေစတိုင်း ကရင်ပြည်နယ်ကြားဖြန့်ကိစ္စဟာငါမကဲသေးပွဲရှိပြီဆိုပြီးဖာတီတို့ကိုစောက်ခွက်ပြောင်ပြကရင်နယ်ငါပိုင်ပါတယ်ဆိုတဲ့စောက်ချိုးချိုးပြတော့တာပေါ့လီဂျားရဲကစောချစ်သူတော့ဒစ်လေတာပေါ့အစင်မပြေတဲ့ပြင်ဝင်ငွေလဲထိခိုက်တာပေါ့တော်ကြာနေအမေရိကန်ကစွန့်ဝင်လာရင်အကုန်တိုင်ပတ်မှလဲနှစ်ယောက်လုံးကကြောက်နေရသေးတာကိုအဲ့ဒီတော့ဟိတ်ကောင်တွေဟိတ်ကောင်တွေမပြင်းနဲ့ဆိုပြီး လိုင်းကြီးယူရရင်ချဲ့ဖန့်တဲ့ကွမျိုးသုံးတော်ပါပဲဝါထိတ်ချုပ်တဲ့တန်ရန်တို့ဘာလို့ကကြောက်ဖြန့်တိုက်တော့ဘယ်တော့နိုင်ရဲ့မလဲကြာကြီးအဲအဲကြောက်မိတော့မဆွဲရဘူးလေစောချစ်သူတို့လောက်တော့ခေါင်းခေါက်ဖင်ကန်နရင်အုပ်လှုပ်ချင်တယ်လို့လှုပ်လို့ရတာပေါ့အင်းမလာကဘလို့ပဲရှောင်းရှောင်းကြောက်ဖြန့်တရခံဖြစ်ကတော့မလွတ်နိုင်တော့မို့အခုဆိုရင်တရုတ်ဘာလို့လို့ ဘောင်းမီချုပ်ပေနေရတာသာကြီးကိုကန်ကကြားဖြန့်တရခံတိုင်းကိုစစ်ရာဒူးတွေအုတ်ချုပ်ရရာဒူးတွေပြင်သာသနာတော်ဆိုင်ရာဘွဲ့စိတ်တွေပါခေါ်ခေါ်ပြထားသေးတာတွေကလည်းတက်သေးတမျိုးမဟုတ်လားအခုတော့ Trump ဘောမမရတာနဲ့တင်မထူးဆက်ခင်ပြီးကြားဖြန့်ပြဿနာကို KNU လက်ထက်ထိုးထက်ငါဟဲ့သူတော်ကောင်းဖျားလောင်းဆိုပြီးလက်ခမောင်းတောင်ခတ်နေလိုက်ပြီး ဖာသေးတို့ကလက်ဝိတ်သမားတွေကြီးဆိုတာတကယ်မသိတာလားမသိသားဆိုရွားနိုင်တာလားပဲဖာသေးတို့ကဘယ်ဝိုက်ညာဝိုက်တွေဒူးတွေတောင်တွေကျွေးမှအမလေးတနေရမေဖာသေးတို့လည်းကြားဖြန့်နဲ့ကြနေတဲ့ကရင်ဂုံတိတ်ခါဆယ်ရောက်မဲ့အချိန်မဖြစ်မနေစိုက်ပြီလေမလာကလည်းတစ်တုံညာနှစ်ခွန်စစ်စင်ရေးဟာကြားဖြန့်ခေါင်းစီတက်ခံပြီး အကျိတ်ခံရတာဘယ်မေ့မလဲမမေ့ဆိုရင် စစ်တိုင်းနှစ်တိုင်းတောင်ပျောက်သွားတာကိုတရုတ်သားမကဲရင် အထုတ်တောင်တဲချင်းမရလိုက်ဖဲဖင်ဝဒုတ်ဝင်အဖုတ်ကင်တောင်ခံပြီးရောပေါ့အဲ့တော့အကြောင်းအခုတခါကြားဖြန့်ကောင်းစီကို သူကကင်ပြီးကြားဖြန့်နေနေရေလှုပ်ဖို့ကရင်မှာစစ်ကြောင်းထိုးနေရသလိုလိုအထီးအတန်ကောင်းဟစ်တာပေါ့ကေကေပခကေအန်ယူလူကြီးတွေနဲ့ပတ်သက်သလိုလိုအခုအခန်းကလေးကလည်းရှိတော့ဖိစော့ကြည့်တာပေါ့လी မကြခင်မှာ ကဝေရီချင်းတစေရီပြင်းလို့အဖြေရီရှင်းကြတော့မယ်မဟုတ်လားကပါတိုင်ဆုံးမောင်စမုံကာဇာမမတရနဲ့ဝါလာကင်လို့ဒရင်ကျုပ်ပြီဖြစ်၏တုံးလောက ထထမျက်စွာဖျားသည်တာဝရင်သာနှက်ပြိနိုင်မဲတော်ဖြစ်ခဲ့ဘူးသောတန်တုတိတာနတ်သားကို အပိဓမာခုနှစ်ချမ်းဟောကြားပြီးနောက်ပဝါယနာပြုကား လူပြည်တို့သတင်းကြော့လာပြည်နေတွင်ဆင့်သက်တော်မူ၏တာဝရင်သာကကြောင်မြန်းလာသော ရှင်တော်ဗုဒ္ဓအားရှ िख ိုးခြင်းဖြင့်ပန်းစမီပူဇော်လူရန်ခြင်းအလေးထားဖြစ်လာသည်ဟုစာပေကြံကံများအရကျွန်ုပ်သိရ၏အနေသတင်းကြော့ကာလ၌ပင် အနန္တောအနန္တငါးပါး၌အကျုံးဝင်သောမိဘဆရာများကိုကြောလိရှိသည်လောကဝိလေပေါ်ပေါက်လာခဲ့၏ကာရဝောစနိဝရောစတရားပင်ဖြစ်၏ ကျေးဇူးရှိသည့်မိဘဘိုးဘွားဆရာသမားများသာမကအဝိကတဖြစ်သည့်မကင်း၍ကြောရသောအလိထများကလည်းအနီသတင်းကြော့ကာလ၌ပေါ်ပေါက်လာခဲ့၏စူပါမားကတ်ကြီးများစတိုးဆိုင်ကြီးများတွင်သတင်းကြော့ကြော်ပန်းဆင်နိုင်ရန်ကြော့ကန်ပစ္စည်းမျိုးစုံကို ဖွဲ့ဝဲရရာရောင်းချကြ၏ရယ်ဒီမိတ်ကြော့နိုင်သည့်လှဆင်ထားသည့်ချင်းကြီးချင်းငယ်အသွေးအသွေးတွင် မုံချိုယီအိုဘာတင် ဟောလစ်ကဆာ နိုင်ငံသားဖြစ်ရဲ့မျိုးစုံအထိပါရက်လီကျွန်ုပ်ထက်ကဆိုသလိုဆရာသမားမိဘဘိုးဘွားများမဟုတ်ပါဘဲမကင်း၍ကြောကြရသည့်ပုံကူများကအကျိုးစီးပွားနှင့်ပတ်သက်ကြသူများဖြစ်၏အကျိုးစီးပွားဆိုရာတွင်သူ့အကျိုးကိုအကျိုးရှိသည်မဟုတ်လားအနီကဲ့သို့အကျိုးလို၍ညောင်ရီလောင်းရခြင်းမျိုးတွင်ကျွန်ုပ်တို့ငယ်ငယ်ကားကဲ့သို့မိဘဘိုးဘွားများအားကြောရာတွင်ငပြောသည်တဖြီး ထညာခဲတဆုပ်လက်ဖက်ချောက်တထုပ်ဖျောင်းနိုင်တထုပ်တို့နဲ့မပြီးတော့သူ့အကျိုးကိုအကျိုးအကျိုးတန်ဖိုးပေါ်မူတည်၍ဂါရဝပြုရာဤစီမံကိန်းတစ်ခုကိုခွင့်ပြုလက်မှတ်ရေးထိုးမှုကဒေါ်လာတသန်းပါမစ်တစ်ဆောင်အတွက်ကတိုက်တလုံးကန်ထရိုက်လုပ်ငန်းတစ်ခုအတွက်ကမော်တော်ကားတစ်စီးဤတို့ဤတို့ဂါရဝပြုကြရာဤတရံရောခါကစာရေးဆရာကြီးဦးအောင်တင်းသည် ုတပည့်ကျော်များဖြစ်ကြသည့်အော်ပီကျဲမောင်သားချိုရိုနှင့်အတူပသိမ်မြို့သို့စာပေဟောပြောပွဲသွား၏အနီဟောပြောပွဲသို့ဒေသဝန်ကြီးချုပ်လည်းတက်ရောက်၏စာပေဟောပြောပွဲပြီးသည့်အခါဝန်ကြီးချုပ်ကဆရာကြီးဦးအောင်တင်အားမုံဘုံတဘုံကြော့၏အနီသောနှင့်ဆရာကြီးသည်နောက်တမြို့သို့ဟောပြောရန်ရောက်သွား၏တဲခိုရာနေရာ၌ဆရာကြီးကမုံဘုံပါဝင် သူ့ခီးဆောင်အိတ်တို့ကို ဒရင်အောက်သို့ထည့်ထား၏ထိုမျိုးသို့ရောက်ပြီးမကြပါဝင်ကြီးချုပ်ဤပီရီကဆရာကြီးထံသို့ဖုံးဆက်လာ၏မုံပုံးကိုဂရုစိုက်ပါဆရာ အထဲမှငွေငါသိန်းပါရဟူ၏တရံရောခါကပင်ဖြစ်၏ဆရာကြီးဝန်အသင်းနေစာပီဟောပြောဝင်းများက ပြန်လာပြီးရန်ကုန်ဝေးပြေးဂိတ်တစ်ခုသို့ရောက်လာစဉ်လူငယ်တအူးကဆရာကြီးဝန်အသင်းပါလားဟုမေးကငွေစက်ကူတရွက်ထုတ်၍ မြေပြင်ပေါ်၌ထိုင်ကြတော့ဤဆရာကြီးကငွေဆက်ကူတရွက်သာကြော်သောလူငယ်ကိုအပြစ်မမြင်ဆရာကြီးကနေပါဦးမောင်ရင်ကကျုပ်ကိုဘာကိစ္စနဲ့ကြော်ရသလဲဟူမေးရာလူငယ်ကကျွန်တော်ရင်ကတီးပေးနေတဲ့ကောင်မဆရာကြီးရဲ့စာရီဖတ်ပြီးအသိဉာဏ်ရလာလို့နိုင်ငံသားမှလှုပ်သွားလှုပ်ပြီးလိမ့်မလာတော့ပါ အခုဖွင့်နေပြန်လာတော့ဆရာကြီးနဲ့ဆုံရတာပါဟူဤ စင်အောင်ကြီးကစုမြောင်းပြီးပြင်ပြန်ရောက်၍အိတ်ကက်သေးကလူငယ်ကြော်သောပိုက်ဆံတရွက်ကိုထုတ်ကြည့်သောအခါအမေရိကန်ဒေါ်လာ100ဖြစ်နေ၏ကျွန်ုပ်သည်စင်အောင်ကြီးအားကြော်သော ဝင်ကြီးချုပ်၏ငွေ9သိန်းနှင့် လူငယ်ကြော်သောဒေါ်လာ100အပေအရာကတန့်စင်သောငွေဖြစ်သည်နီဟု၍သာစဉ်းစားမိတော်၏တနေ့တနိုင်ကျွန်ုပ်အားဖြန့်ခွေးအားမိတ်ဆွေများဖြစ်ကြသည့်တထေးလေးကိုကိုဆွေး တောက်ဆရာလေးခုံမောင်စိုးနဲ့အရာရှိပေါ့ဆာလေးမောင်ချက်ဖောင်းတို့သည်အလုံအယက်ရှိဂျပန်စောသောဆိုင်တစ်ခုသို့ခေါ်သွား၏ဆိုင်တို့ရောက်သောအခါကိုကိုဆွေကဒါကကျွန်တော်တပည့်လာကြတော့သွားတဲ့ပလင်းဟုဆိုကစပွဲဝော်တို့ပလင်းတစ်လုံးတင်၏မောင်ချက်ဖောင်းကလည်းအားကြမခံဒါကငါ့ကိုလုပ်ငန်းရှင်တယောက်ကလာကြတော့တဲ့ပလင်းဟုဆိုကပလင်းတစ်လုံးကိုတင်ပြန်၏ဆယ်မွန်ငါးကောင်ဟင်းညို့ စောင့်နေတို့စားရသောတူနာငါစိန်စသည့်စောတော့ဖွဲရများကိုမှပြီးတကားလားကျွန်ုပ်ဒီမောင်ချက်ဖောင်း၏နိုင်ငံသားဖြစ်ရဲ့ပလင်းကိုဖွင့်ရန်ပြင်လဲ့၏ကိုကိုဆွေကဆင်းရဖြန်အဲ့ဒီရက်ကအတုဖြစ်ဖို့များတယ်ဟုဆို၏ကျွန်ုပ်မှာကိုကိုဆွေရောက်မော့ကြည့်ရင်ပလင်းလည်းမဖွင့်ရအနံ့လည်းမတိရအရသာလည်းမခံရပါဘဲဘာသာကြောင့်အတုဟုပြောရသည်နီဟုတွေးမိ၏ မြင်းဒီကောင်းရှိမခင်စတိုဆိုင်၌နိုင်ငံသားရဲ့စစ်မစစ်ကိုပလင်းကိုဇောက်ထိုးထားပြီးပင်ကိုလက်နှင့်ရိုက်ခါအတုအစ်ခွဲချောင်းမြင်ဘူး၏ယခုမူကိုကိုဆွေမောင်ပလင်းကိုလက်ဖြင့်ပင်မထီပဲအတုဟု ပြောနေခြင်းမှာအင်ကောက်ဝိဇာရဲ့ဖြစ်၍နေလောဟု တွေးမိ၏ကျွန်ုပ်တို့သည် နောက်ကျောင်းမလုံစေမည်နိုင်ငံရေးအကြောင်းကလွဲ၍စာပေဂီတရုပ်ရှင်စာသောအကြောင်းများကိုပြောဆိုရင်း မောက်ချက်ဖောင်းဤနှစ်ထပ်ကွမ်းမဲစကော့တလန်ဆန်းရီကိုတောက်လာဒီမှာပလင်းထဲတွင်လက်လေးလုံးလောက်သာကျန်တော့ဤခေါင်းထဲတွင်ဤတီတီကလွဲ၍ဘာမှမဖြစ်မတင်ငါသဖြင့်သူတို့ကိုလည်းမေးကြည့်ရာကျွန်ုပ်နေသူခံစားရသည်ဆိုဤတထေးလေးကိုကိုဆွေကစိတ်မရှိတော့ပဲမောက်ချက်ဖောင်းဤပလင်းကိုရက်ခါသူ့ယူလာသည့်ပလင်းကိုဖွင့်လိုက်ဤသူဤပလင်းမှာလဲတရှိကင်ထားသည့်စစ်သူကြီးတစ်စိတ် စကော့တလန်စမ်းရည်ဖြစ်၏ကျွန်ုပ်တို့သည်ဖန်ခွက်တွင်သို့အနေငယ်စီထည့်ပြီးရေခဲတုံးလေးများထည့်ကာကိုကိုဆွေ၏စမ်းရည်ကိုမော့တော်လိုက်၏နှစ်ခွက်မြတောက်ပြီးသည့်ခါ၌ကာနှစ်ထင်ကြောများတင်းလာပြီး အရက်ဝိုင်းမှကြွရွာလာ၏စွန်းစောကမပြောရသော နောက်ကြောမလုံးစီမိစကားများကိုလည်းပြောရဲလာ၏ကိုကိုဆွေက ကျွန်တော်ဆကလေးကချက်ပေါင်းရက်ကအတူပါလို့ပြောသားပဲဆရာဖြန်ရေး နို့မောင်ရင်ကဘလို့တိတော့ဟုကျွန်ုပ်ကပြန်မေးလိုက်ရာကိုကိုဆွေဖြည်ဒီမာကပလင်းတောင်ကန်းကြည့်စရာမလိုဘူးဆရာပြန်သူ့ပလင်းကသူ့ကိုစေနာရှိလို့ဂါရာမမဟုတ်တာအကျိုးလိုလို့ညောင်ရီလောင်းတာဘေသူကအစ်စ်လိုက်ရှာပြီးကားမလဲကျွန်တော်ပလင်းကကျွန်တော်တပည့်ကချစ်လို့ကြော့တာအဲ့ဒီတော့အစ်စ်ကြော့တာပေါ့အဲ့ဒါကြောင့်ဆရာဖြန့်ကိုခါစားမှမตายရပါနဲ့လို့ဟုတ်တတ်အောက်ဖြန့်ကွီး